ုင်းချုံပူလီမှာမြန်မာအလုံသမား180ဦးအလုံရနာခံရတဲ့တည်င်းအပအဝင် migrant တိုင်းရဲ့ဒီကနေ့မှာရရှိထားတဲ့တည်င်းတွေကိုစတင်တက်ဆက်ပေးပါမယ်။ပထမဆုံးတည်င်းအနေနဲ့ကမ္ဘောဒီးယားနယ်စပ်ကနေတရားမဝင်ဝင်ရောက်လာတဲ့ထိုင်း33ဦးကိုဖမ်းဆီးမိခဲ့တဲ့တည်င်းကိုတက်ဆက်ပေးပါမယ်။ကမ္ဘောဒီးယားနိုင်ငံဟွိုင်ပတ်မှထိုင်းနိုင်ငံစီနယ်စပ်လမ်းကြောင်းကနေတဆင့်ဖြတ်ကျော်ဝင်ရောက်လာတဲ့ထိုင်းနိုင်ငံသား33ဦးကိုဖမ်းဆီးခဲ့ကြောင်းထိုင်းတည်င်းဌာနတစ်ခုမှဖော်ပြပါရယ်။ ဇွန်လ26ရက်နေ့မနက်အစောပိုင်းမှာထိုင်းကူရာဘာတပ်ဖွဲ့ရဲ့နေကြားဆောင်တပ်အဖွဲ့ဟာအရနထမြို့နယ်တန်ဆော့ရွာမှာခိုးဝင်ရဲ့ကြိုးပမ်းခဲ့တဲ့ထိုင်းနိုင်ငံသား33ဦးကိုဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။ဒီထိုင်းနိုင်ငံသား33ဦးဟာကမ္ဘောဒီးယားနိုင်ငံဝိုင်ဘက်မှာအလုပ်လုပ်ကင်ခဲ့ကြပြီးထိုင်းကမ္ဘောဒီးယားနယ်စပ်ရေးရာတင်းမာမှုတွေကြောင့်မလုံခြုံမှုကိုစိုးရိမ်ပြီးထိုင်းနိုင်ငံအတွင်းအရေးပေါ်ပြန်လာခဲ့တာဆိုပြီးစစ်ဆေးရေးအဖွဲ့ထံပြောကြားပါတယ်။သူတို့တွေဟာလမ်းပြတအုပ်ကိုပွင့်ဖက်မှ20မီလီမီတာကျော်ဝေးတဲ့ လိုင်းတရင်ပြည်နယ်မလိုင်းမြို့နယ်ကိုခေါ်ဆောင်ပေးရန်တအုပ်ကိုဗတ်၄၀၀စီပေးခဲ့ရတယ်ဆိုပြီးလည်းသိရပါတယ်။နေချားဆောင်တပ်ရဲ့ကင်းလက်တပ်ဖွဲ့ဟာထိုင်းနိုင်ငံသား33ဦးကိုဥပဒေအရအရေးယူဖို့ကလောင်နိုင်ဆိုင်ရဲစခန်းကိုလွှဲပြောင်းပေးခဲ့တယ်ဆိုပြီးတော့လည်းသိရပါတယ်။ဆလတ်တင်ဆက်ပေးမှာကတော့ချွန်ပူလီခရိုင်မှာမြမအလုံသမား180အလုံရနာခံလိုက်ရတဲ့တဲ့င်းမှာ ထိုင်းနိုင်ငံချွန်ဘူလီခရိုင်ခြာကျင်ဆောင်နာဆာတစ်ဆွေတစ်မှာရှိတဲ့မိကျိုအဟောင်းဆက်ယုံမှာအလုတ်လုတ်ကိုင်းနေခဲ့တဲ့မြန်မာအလုတ်သမားအယောက်180ဟာအလုတ်ရနာချင်းခံရပြီးအခက်အခဲတွေဖြစ်ပေါ်နေကြောင်း WAG မှာအလုတ်သမားမဟာမိတ်အဖွဲ့ထံကသိရပါတယ်။အဲဒီဆက်ယုံမှာမြန်မာအလုတ်သမားတွေဟာအနည်းဆုံးလုတ်သက်2နှစ်မှ8နှစ်အထိရှိကြတာဖြစ်ပြီးဩဂတ်လ28ရက်နေ့မှာတော့ဆက်ယုံပိတ်သိမ်းမယ်လို့ဆိုကရနာတာဖြစ်ကြောင်းမြန်မာအလုတ်သမားတွေကပြောပါတယ်။ သူတို့ကိုဆက်ယုံကအလုတ်မပေးနိုင်တဲ့အပြင်အလုတ်သမားများရဲ့လောကက၁၀ရက်ကျော်စာရရှိရန်ကြံသေးတယ်လို့လဲဆိုပါတယ်ဒီလုတ်သမားတွေဟာဆက်ယုံတတ်သေးနဲ့ပန်းရောင်ကတ် ဘက်ရိုက်ပြုတ်လုထားခြင်းပတ်စပို့တက်တန်းတိုးထားခြင်းများအတွက်ငွေသွင်းထားပြီးဖြစ်တယ်လို့လည်းဆိုပါတယ်ဒါပေမဲ့စက်ရုံပိတ်မယ်ဆိုပြီးတထေးကပြောပြီးရဲ့နောက်အလို့သမားတွေရဲ့ကြံရှိတဲ့လောအားကပေးချေခြင်းမရှိတဲ့အပြင်ပန်းရောက်ကပတ်စပို့တက်တန်းတို့ကိစ္စဒါတွေကိုလည်းတာဝန်ယူခြင်းမရှိပဲအလို့ကနေရှင်းနာခဲ့ရလို့ဆိုပါတယ်မြန်မာလူသမားတွေဟာစက်ရုံမှာနှစ်ရှည်အလို့လုတ်ကင်ခဲ့ကြတဲ့သူတွေဖြစ်ပြီးစာရွက်စာတမ်းကိစ္စစာဝင့်နေရင်းနဲ့အလို့တက်ရှာဖို့အခက်အခဲတွေများစွာကြုံတွေ့နေရတဲ့အတွက် WHG အဖွဲ့ထံကိုအခုညတောင်းခံခဲ့ရမှာဂျွန်လ24ရက်နေ့မှာတော့ ောင်အလုံသမားတွေနဲ့တွားရောက်တွေ့ဆုံကအမှုလက်ခံခဲ့ကြောင်း WAG အဖွဲ့ကထုတ်ပြန်ထားပါတယ်။ထိုင်းနိုင်ငံချုံဘူလီခရိုင်မှာရှိတဲ့စက်ရုံအလုံယုံတွေမှာမြမအလုံသမားများဝင်ရောက်အလုံလုံကန်နေရဖြစ်ပြီးစက်ရုံတထေးတွေကပွဲစားတွေနဲ့ပူးပေါင်းကအကြောင်းမဲ့အလုံထုတ်ဖြစ်ခြင်းလောက်ကလာစာမပေးခြင်းအလုံသမားအခွင့်အရေးချိုးဖောက်ခံရခြင်းများမကြာခဏဆိုသလိုကြုံနေရကြောင်းမြမအလုံသမားအရေးကူညီပေးနေသူများက migrant တိုင်းထံပြောကြားပါတယ်။ လုပ်ပြောင်းဆိုင်မတင်တဲ့မြန်မာနှုတ်ဖန်ဆစ်ခံလိုက်ရတဲ့တရင်ကိုဆက်လက်တက်ဆက်ပေးပါမယ်။ထိုင်းနိုင်ငံချင်းမိုင်မြို့မှာအလုံမျိုးစားဆိုင်တင်ဖို့ရပြက်ကွက်တဲ့မြန်မာနိုင်ငံသားနှုတ်ဦးကိုဖန်ဆစ်ခဲ့ကြောင်းချင်းမိုင်လူဝင်မှုကြီးကြပ်ရေးဌာနကတရင်ထုတ်ပြန်ပါတယ်။ပြီးခဲ့တဲ့ဇွန်လ23ရက်နေ့မှာချင်းမိုင်မြို့ချမ်းမွေရက်ကွက်မောင်းဆမုံလက်မပေါ်မှာရှိတဲ့လုပ်ငန်းခွင်တွေကိုစစ်ဆေးခဲ့ပြီးအုံသွေးဆိုင်မှာရှိတဲ့မြန်မာအလုပ်သမားနှစ်ဦးကိုဖမ်းဆီးခဲ့တယ်လို့ဆိုပါတယ်။သူတို့တွေကိုအလုပ်လုပ်ရန်ခွင့်ပြုချက်ရရှိထားပေမဲ့အလုပ်စတင်ဝင်ရောက်ချိန်မှာ ရပ်ပေါင်း15ရက်အတွင်းအလုတ်ရှင်အလုတ်ခွင်တီးနေရတဲ့အလုတ်အမျိုးအစားများကိုမှတ်ပုံတင်အရာရှိထံအကြောင်းကြားရန်ပြက်ကွက်ခြင်းဆိုတဲ့ဆွဲချက်နဲ့ဖမ်းဆီးလိုက်တာဆိုပြီးသိရပါတယ်ဒီမြန်မာနိုင်ငံသားနှုတ်ဦးဟာထိုင်းအလုတ်ရှင်နဲ့တရားဝင်အလုတ်လုတ်ခွင့်ရှိကြောင်းလည်းသိရပါဗျ။သူတို့ဟာအဲ့ဆိုင်မှာတစ်နှစ်ခန့်ဝင်ရောက်ပြီးတော့အလုတ်လုတ်ခဲ့ပြီးတော့အလုတ်ရှင်နဲ့အလုတ်ခွင့်ပြောင်းလဲခြင်းကိုအကြောင်းမချလို့ဖမ်းဆီးရလို့ဆိုပါတယ်။ဒါကြောင့်ဖမ်းဆီးတဲ့အဖွဲ့ဟာမြန်မာနိုင်ငံသားနှုတ်ဦးကို ဆက်လက်ပြီးအရေးယူဖို့အတွက်လည်းမြို့တော်ရဲစကန်စီကိုပို့ဆောင်ခဲ့တဲ့ဆိုပြီးလည်းသိရပါဗျ။ချင်းမိုင်မှာလုပ်ငန်းခွင်တွေကိုလိုက်လံဆက်ဆင်းနေတာဖြစ်ပြီးဂျွန်လတရက်နေတုန်းကလည်းဝေကော်မှာရှိတဲ့လုပ်ငန်းတစ်ခုမှာတရားမဝင်ဝင်ရောက်လုပ်ခိုင်းနေသူများကိုဖမ်းဆီးခဲ့တယ်လို့လည်းဆိုပါဗျ။ ဒီနောက်ဆုံးသတင်းအနေနဲ့မဲဆောက်မြန်မာလက်ဖက်ရည်ဆိုင်မှာမြန်မာလေးဦးနဲ့ထိုင်းတူဖမ်းဆီးခံလိုက်ရတဲ့သတင်းကိုတက်ဆက်ပေးပါမယ်။ထိုင်းနိုင်ငံတပ်ခရိုင်မဲဆောက်မြို့မှာဖွင့်လှစ်ထားတဲ့မြန်မာလက်ဖက်ရည်ဆိုင်မှာတရားဝင်ဝင်ရောက်လုကင်နေတဲ့မြန်မာ၃ဦးနဲ့အလုံးလောက်ခွင့်ပါမစ်မရှိပဲအလုံးလောက်ကင်နေတဲ့မြန်မာတအုပ်ကိုဖမ်းဆီးခဲ့တယ်လို့တပ်ခရိုင်လူဝင်မှုကြီးကြပ်ရေးဂျုံလာနဲ့ဂျုံလာ24ရက်နေ့မှာသတင်းထုတ်ပြန်ပါတယ်။ဂျုံလာ23ရက်မနက်10:00နာရီကမှတပ်ခရိုင်လူဝင်မှုကြီးကြပ်ရေးဌာနနဲ့အလုံးကင်ရှာဖွေရေးယုံတာဝန်ရှိသူတွေဟာမဲဆောက်မြို့ချစ်လုံရဲကွက်မှာရှိတဲ့ တမတော်နှစ်လက်ဖက်ရည်ဆိုင်နဲ့စားတော့ဆိုင်ကိုဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။အဲ့ဒီစစ်ဆေးမှုအတွင်းထိုင်းနိုင်ငံသူမစ္စတာမိုရာကိုအလုံးလုံးခွင့်ပါမစ်မရှိတဲ့နိုင်ငံသားကိုအလုတ်ခံထားခြင်းဖြင့်ဖမ်းဆီးခဲ့ကြောင်းနဲ့အဲ့ဆိုင်မှာအသက်39နှစ်အရွယ်မြန်မာနိုင်ငံသားတဦးကိုအလုံးလုံးခွင့်ပါမစ်မရှိဘဲအလုံးလုံးခံခြင်းကြောင့်ဖမ်းဆီးခဲ့တယ်လို့ဆိုပါတယ်။နောက်ပြီးမြန်မာနိုင်ငံသား၃ဦးကိုတရားမဝင်ဝင်ရောက်ပြီးနေထိုင်တာတွေ့ရှိခဲ့တဲ့အတွက်ဖမ်းဆီးခဲ့တယ်လို့လည်းတပ်ခဲလွင်မှုကြီးကြပ်ရေးဝန်ကထုတ်ပြန်ပါတယ်။သူတို့ကို ဥပဒေအရအရေးယူနိုင်ရန်မဲဆောက်ရဲစကန့်စီကိုလွှဲပြောင်းထားတယ်လို့ဆိုပါတယ်မဲဆောက်မြို့နယ်မှာသုံးမိတ်ဆိုင်ကဲမောင်းငင်တဲ့မြန်မာနိုင်ငံသားများစပင်ညှန့်သမားများ ုံစုံဆိုင်သမားများကော်ဖီဆိုင်များအပါဝင်ဆိုင်ပေါင်း100ကျော်မှအလုပ်လုပ်ကင်ခဲ့တဲ့သူတွေကိုစစ်ဆေးခဲ့ကြောင်းထိုင်းအစိုးရ CCTV ထိန်းချုပ်ရေးဌာနကဂျွန်လမှာသတင်းထုတ်ပြန်ထားပါတယ်။မဲဆောက်မြို့နယ်အတွင်းဤဘက်များဖမ်းဆီးခြင်း၃မိတ်ဆိုင်ကယ်မောင်းနေသူများအားဖမ်းဆီးနေခြင်းအပါဝင်ဈေးဆိုင်များကိုပါစစ်ဆေးနေရဖြစ်တဲ့အတွက်တတိထားနေထိုင်သွာလာကြဖို့မဲဆောက်မြို့နယ်မြန်မာအချို့ကလူမှုကွန်ရက်မှာရှင်းသားတိုက်တွန်းထားပါသေးတယ်ရှင်။ဒီကနေ့အတွက်ရရှိထားတဲ့သတင်းတွေကတော့ဒီလောက်ပါပဲ။ကျေးဇူးအပြည့်မှုကျေးဇူးအထူးပဲတင်ရှိပါတယ်။မင်္ဂလာရှိရနေလေးပါရှင်။